ခွေးတည်ခြင်းတရားနဲ့ပတ်သက်တာပြပြကျန်တဲ့အပိုင်းလေးပေါ့အဲ့ဒါလေးညကိုတွေတွေ့တော့ဆွနွေဟုတ်ငယ်ငယ်လောက်ချိန်ရရင်ပြောပြပုံကိုကိုကြီးကပြောပြဖို့အတွက်ကိုအလောက်ထိလိလဟာရီအပြည့်စုံသေးပြီနော်အရင်တိုင်းပဲပေါ့တို့ဒီစာအုပ်လေးကလည်းဖတ်ဆဲတယ်ညီလေးကနော်အဲ့ဒါဒီထဲမှာက မနေ့ကလည်းဟိုပထမဗီဒီယိုဖိုင်ထဲမှာလည်းပြောပြသားပဲလေတည်ခြင်းတရားနဲ့ပတ်သက်လို့အကြောင်းတရား၄ပါးအတိုးညီမှုတွေလေ့လာခဲ့ကြတယ်ဒီထဲမှာလည်းအခုညီလေးတည်ခြင်းတာလေးနဲ့တိုက်ဆိုင်တုံးအကြောင်းတရားတစ်ခုတော့ပြီးပြီနော်ဘယ်အကြောင်းပြီးရလဲဟိုနေ့ကတော့တတန်းကုံကြီးတတန်းကုံကြီးတတန်းကုံကြီးလူကတရားတယ်စုတရားတယ်ဆိုတာလေးပြီးသွားပြီဆိုတော့ဒီနေ့မှာတို့ကကံအစွမ်းကုံခြင်းဆိုတာလေးပြောမယ်ဖြင့်ကံအစွမ်းကုံတာရဲ့ညီလေးဥစားတတန်း တက်တန်းရောကန်ဆောင်းရောကုန်တာရောဥပ္ပစီကကန်ရောစာပဲကြီးကတိတ်မရှိဘူးတော့မဖက်ကြည့်ရဟုတ်ဟုတ်တခါတည်းကဘုရားတို့ဒီစာအုပ်ထရအတိုင်းဘုရားတို့ဒီပြေမာလဲကြည့်ရှုနေကြဓမ္မမိတ်ဆွေတွေကိုလည်းဘုမဒါနာပြုရင်းနဲ့ပေါ့ခါတည်းပဲမျှော်ပြီးလဲနဲ့ကောင်းမထင်ဘူးအဆင်ပြေလားမင်းဆင်ပြေတယ်ချိန်လေးရှိတယ်ဆင်းရဲပါလို့ပဲအတွက်လောဘပြေးသွားအောင်လို့လာတာပေါ့နော်ဒီနေ့လောက်တည့်ရပိတ်တယ်ဟုတ်လားဟုတ်ကဲ့ပိတ်တုံးလေးပေါ့ညီကိုနေရောက်ဆင်းနေကြတာအင်းအပြည့်လို့ရှိရင်ကိုကြီးစဉ်းစားဟတာပေါ့နော် ဒီလေးနဲ့ဒီအကြောင်းတရားကိုဖတ်ပြပြီဆိုတော့ဒီဒီအကြောင်းတရားကိုဖတ်ပြပြီးဆင်းရဲရမှာဆိုတော့ဒီအကြောင်းတရားနဲ့ပတ်သက်လို့တင်းချင်းအကြောင်းတရားနဲ့ပတ်သက်လို့ကိုဥပ္ပစ္စကကံနဲ့တည်ကြရတယ်၊ဆုတည်ရတယ်ဆိုတာပြီးတာနဲ့ဥပ္ပစ္စကကံနဲ့တေရသူများဆိုတဲ့ဥစ္စာကိုကြီးထပ်ပြီးတော့တွဲပြီးတခါတည်းပဲအပြီးပေါ့။အဲဆိုရင်တင်းချင်းတရားအကြောင်းတရားနဲ့ပတ်သက်တဲ့၄ကြောင်းကိုပြီးသွားတဲ့အပြင်ကိုဥပ္ပစ္စကကံနဲ့တေရသူများမှာတခါတည်းတည်သွားပြီးတဲ့ခါကျရင်တော့ကိုတို့ဒီနေ့တရားဒီဗီဒီယိုဖိုင်မှာနားလိုက်မယ်နော်။ ဟုတ်ရဲ့နောက်ရည်ကြီးလေးအချိန်အားတဲ့ခါကျရင်တေးချိန်မကြပဲတေးရသူများဆိုတာလေးဒီကိုကိုယူထပ်ပြီးတော့ဆွေးနွေးမယ်အဆင်ပြေလားအဆင်ပြေပါဘူးဇက်တိုက်ပါเนาะဟုတ်ကဲ့အဲ့တော့ဒီနေ့စလိုက်ရအောင်เนาะနံပါတ်1ကတက်တန်းကွန်ရေးတေးချင်းပြီးလို့ရှိရင်ကန်ဆွမ်းကွန်ချင်းเนาะပြီးလို့ရှိရင်နံပါတ်3ကအတက်တန်းနဲ့ကန်ဆွမ်းနှစ်မျိုးသလိုနံပါတ်4ကဥပိ္ပစကကန်ဆွမ်းနံပါတ်1ကတော့တက်တန်းကွန်ချင်းပြီးသွားပြီအဲ့တော့ဒီနေ့ကန်ဆွမ်းကွန်ချင်းရယ်နံပါတ်1နံပါတ်3အတက်တန်းနဲ့ကန်ဆွမ်းနှစ်မျိုးသလုံးကွန်ချင်းရယ်ပြီးရင်နံပါတ်4 ဥပ္ပစီကကံကြောင့်တရားချင်းစုတရားချင်းမှာဂိုကြီးတို့ထပ်မှန်ပြီးတော့တခါတည်းပဲမျှဝေလိုက်မယ်။ဆင်ပြေလား။ဆင်ပြေပါဗျ။อืมอืม။ကိုကြီးရဲ့အလုံးကိုတိကျွမ်းနေပြီးတော့ဖြစ်နေတာမဟုတ်ဘူးเนาะ။ဒီတကယ်ဟိုကိုချင်းပြီသူမှာစာအုပ်တဲကပဲအတူညီကိုနှစ်ယောက်အတူတူဓမ္မစာအုပ်တွေကိုကိုတွေဖတ်တယ်လို့မျိုးဒီဗီဒီယိုကြည့်နေတဲ့ပုံစံတွေလည်းဘုသူတရာပိသားဖြစ်သွားအောင်မျှဝေတဲ့သဘောပါเนาะ။အဲ့တော့ ကိုကြီးတို့ဒီနေ့ကကံကုံချင်းကြောင့်သုတေယဘုံနဲ့ဇာရယအတိုင်းပဲကိုကြီးဖတ်ပြမယ်နော်ဘဝတစ်ခုကိုစီမံလိုက်တော်ကံသည်ပရိသတိတည်နေသည့်အချိန်မှစ၍မိမိဤတတိမကုံသေးသည်မြဘဝမပြတ်အောင်နဲ့မသေးအောင်အစဉ်တစိုက်အမြဲဖန်တီးလျက်ရှိ၏တဲ့နားလည်တယ်နော်ဟုတ်ကဲ့ဟာဝိတိချဟိုဖြည်းဖြည်းလေးဖတ်ပြပြရအောင်ထိုမူလစီမံလိုက်သောကံဤအစွမ်းကိုအားပေးကူညီသောတခြားကံများလည်းရှိနေပြီတဲ့ ထိုမူလစီမံလိုက်သောကံနှင့်အားပေးကူညီကြသောကံတို့၏အစွမ်းတတ္တိကုန်နေရင်နဲ့အသက်တန်းကမကုန်သေးတော့လေဧကံမုတ်ချဆုတည်ကြရတော့သည်တေကြရတော့လေနော်95နှစ်တတ်တန်း၌ကန်စွမ်းက90လောက်သာ ရှိရင်90အရွယ်မှာပင်စုတည်ကြရသည်တဲ့ဥပမာတဲ့စီမကုံသေးတော်လဲမီးစာကုံနေရင်အေကံမီးငင်ရတဲ့ကဲ့သို့တည်တဲ့ ဤကဲ့သို့အသက်တမ်းမကုန်သေးပဲကံအစွမ်းကုန်ခြင်းကြောင့်ဆုတေရမှုကိုကံကုန်ခြင်းကြောင့်ဆုတေခြင်းဟုခေါ်သည်ရဲ့နော်ညီလေးနော်ဒီနောက်တစ်ခုကြတော့နှစ်မျိုးစလုံးကုန်ရဆုတေရပုံနဲ့ကံအစွမ်းရောသက်တမ်းရောနော်ကုန်လို့ဆုတေတဲ့ဥစ္စာတွေပဲဆက်ပြီးတော့ညဝင်မယ်တချို့တတ္တဝါတို့ကတဲ့အသက်တမ်းလဲကုန်ကံအစွမ်းလဲကုန်ခြင်းကြောင့်နဲ့ဆုတေကြရသည်တဲ့စီလဲကုန်မိစာလဲကုန်ခြင်းကြောင့်မိငင်းရခြင်းနဲ့တူ၏တဲ့ ထို့ကြောင့်85နှစ်နိုင်တဲ့85နှစ်လောက်နေဖို့ရန်ကံပါသူဤ85နှစ်ပြည့်၍စုတေရမှုကိုသက်တမ်းရောကံဆွမ်းရောနှမျိုးသလုံးကုန်ခြင်းကြောင့်စုတေရခြင်းဟုခေါ်သည်တဲ့။ဤပြခဲ့သောအကြောင်း၃ပါးတို့တွင်တစ်ပါးပါးကြောင့်စုတေခြင်းကိုကာလမရဏအဘိဘေကတေခြင်းကြ၍တေရခြင်းဟုလည်းခေါ်သည်တဲ့။အဲ့ဒီအရှိတ်၃မျိုးလုံးကကာလမရဏတွေနော်။ တည်ခြင်းတန်လို့တည်ခြင်းကြလို့တည်တဲ့လူတွေအနောက်ဆုံးကံကြတော့တည်ခြင်းကြတော့ဥဖြစ်စီတကာကံကြောင့်အစုတရားပုံနံပါတ်၄ပုံတချို့တတ္တဝါတို့ကတဲ့အသက်တန်းလည်းမကုန်သေးဘူးပြီးရင်ကံအစွန်းလည်းမကုန်သေးဘူးတစုံတရာအနောက်ရှက်မရှိလျင်အတော်ကြာအောင်နေနိုင်သေး၏တဲ့သို့တော်လည်းရှေ့ရှေ့ဘဝကဖြစ်စီယခုဘဝမှာဖြစ်စီပြုတ်မိတော့အာကုတုကံကအခွင့်ရသဖြင့်တဏီနီးနှစ်တရားတော်ဤတဲ့နော်ဥပမာမိစာ C နှစ်မျိုးစလုံးမကုန်သေးပဲလေပြင်းတိုက်ခတ်မှု တမင်ငိမ့်သက်မှုကြောင့်မိငိမ့်ခြင်းမျိုးကဲ့သို့တည်တဲ့ထိုကဲ့သို့တရားခြင်းကိုဥပ္ပစီတကကံဤတက်ဖြတ်မှုကြောင့်တရားခြင်းဟုခေါ်သည်တဲ့ဥပ္ပစီတကကံဆိုတာပါဏိလိုသူရဲ့အဓိပ္ပာယ်ကကဲ့၍တက်ဖြတ်တတ်သောကံအဲဒါဆိုတည်ခြင်းတရားအကြောင်း၄ပါးကို သဘောပေါက်မယ်လို့ထင်တယ်မပေါက်လည်းအခုအကိုကြီးတို့တလုံးချင်းဖတ်ပြသွားတော့ကိုပေါ့ကိုဒီဗီဒီယို online ပေါ်ရောင်းပြန်နှောင်းကြည့်လိုက်နော်ဖြည်းဖြည်းပေါ့နော်တက်ခါတက်ခါရှင်းပြနေဒီထဲမှာအခြေကြီးဖြစ်သွားမှာဆိုလို့နောက်ဆုံးအနေနဲ့ကတော့ဥပ္ပစ္စေကကံနဲ့တေရသူများနော်ဥပ္ပစ္စေကကံနဲ့တေရသူများအရှင်မမောကလန်ဒီတဲ့ရှေ့ကအမိကိုတတ်ခဲ့ဘူးဤတဲ့ရှင်မမောကလန်ဘဝ၌ထိုကံအခွင့်ရသည့်ဖြစ်ခိုးသား900ဤအသက်ကိုခံပြီးမှပြိဋိဘံဆံရလေသည်တဲ့ ဘိမတာရာမီးဒီရှေးကဘရင်ရင်ပြင်ပေါ်ပဲဖက်နှက်စီးခဲ့ဘူးဤတဲ့နော်ဘိမတာရာမင်းဘဝနဲ့ထိုကံအခွင့်ရသည်ဖြစ်ခြေဘဝကိုဓာဖွဲခံရက်နဲ့ရဆံရလေသည်ဤတဲ့တာမာဝရီအမှုရှိသောနန်းမင်းသူတို့သည်ရှေးကဖြစ်စီကဗုဒ္ဓကိုတမာပတ်ဝင်စားနေစဉ်အလောင်းတော်ထင်၍မီးရှို့ရာတဲ့တမာပတ်မှထသောအခါအသက်ရှိသေးကြောင်းတိလျက်နေတိလျက်နေပြီနဲ့ ဒီမှာပတ်ကထားတဲ့အခါမှာအသက်ရှင်နေတာကိုသိရတယ်ဒါပေမဲ့လည်းပဲမိမိတို့အမှုကိုပေါ်မှာဆိုးလို့ဆိုပြီးထပ်မှန်ပြီးတော့မီးတက်ပြီးတော့အသေးတက်ခဲ့တယ်ပေါ့နော်ထိုကံကအခွင့်ရသည်ဖြင့်မီးလောင်ရေဘဝဆုံးကြရသည်တဲ့။ဤကရှေးဘဝကပြုခဲ့သောအကုသိုလ်ကံအခွင့်ရသည်ဖြင့်တပ်ဖြတ်ခံရသူများဖြစ်တယ်တဲ့။ဥပ္ပစိကကံတပ်ဖြတ်ခံရလို့ဆိုအဲ့လိုကံဒီပါလိုက်ဥပ္ပစိကကံနဲ့လုံးဝကိုတိုက်ရိုက်အကျိုးပေးခွင့်အသက်ခံရခံခွင့် ဖြစ်နိုင်တယ်ပေါ့နော်ဒီခုဘုရားမှာပင်တဲ့ဂုံကြီးသူများကိုအကြီးအကျယ်စော်ကားမိ၍ထိုကံကတက်ဖြတ်တော်ဝိထုများလည်းရှိသေး၏တဲ့ဒုတိမီသောမာနတိတဲ့ကတ္တဖဖရာရှင်ဤလက်ရတော်ရန်အကတာဝကရှင်ဤဥကောင်းတော်ကိုကြောက်ခဲဖြစ်ပောက်လေ၏တဲ့နန္ဒမီသောနဗလူကအရှင်သာရိပုတ္တရာဤရေပိစဥကောင်းပြောင်ပြောင်ကိုလက်ဖြစ်ခောက်၏တဲ့နော်ကလာဘုမင်းမာတဲ့အလောင်းတော်ခံဒီဝါဒီယတိကိုတေလောင်းအောင်နှိမ့်ဆက်ခိုင်းဤတဲ့ ထိုနဘလူးမင်းတို့ထိုဘဝနဲ့ပြည့်ရသောတန်တီးတဲ့ထိုဘဝမှာပင် အခွင့်ရ၍ညင်မျိုးစီရည်တည်တဲ့နော်ဤတို့စသဖြင့်အမိအဖဂုံကြီးသောဆရာသမားတို့ကို စောကားသူတို့တည်တဲ့ထိုကံအတွက်အသက်တန်းစေအောင်မနေကြရပဲလက်တလောတေရတက်လီတည်တဲ့ဤဥပ္ပစီရကကံတစ်ခုခုကြောင့်တေရခြင်းကိုပင် အကာလမရဏတေဖို့ရန်အချိန်မကျသေးပဲတေရခြင်းဟုခေါ်သည် ဆင်ပြေလာမည်ဘာဆိုလို့ရှိရင်တော့ဒီပြည်ချင်းကြောင်းနဲ့ပတ်သက်လို့ညီလေးရဲ့ကိုကြီးရဲ့ဆွေးနွေးတာတော်တော်လေးပြည့်စုံတယ်လို့ယုံကြည်ပါတယ်အခုပြည့်စုံတယ်လို့ကိုကြီးကထင်တာနော်ညီလေးကအကိုကြီးရှိမှစာအုပ်တွေကိုကိုကြီးကိုအခုဖတ်တုံးလေးဂျုံတုံးမေးမြန်းပြီးတော့ကိုကြီးကပြန်ဖြေပြန်ဖတ်ပြတာလေးတွေပေါ့စိတ်ထဲမှာပုံဝင်ကြရင်လားအဆင်ပြေရဲ့လားရှင်းရပါတယ်ကိုကြီးတော့လားတော့တော့တော့ပါလေဟုတ်ကဲ့တော့တော့နောက်ချက်တွေကြရင်ကိုကြီးဒီမှာတေးချင်းမကြပဲတေးရသူများဆိုတာထက်ရှိတယ်အဲ့လားလေးကိုတို့ပြန်နေပြီးတော့ step by step ပေါ့နော်ထပ်မှန်ပြီးတော့ဓမ္မဒါနပြုဖို့အစီအစဉ်လေးဆွဲလိုက်မယ်ကောင်းလားကောင်းပါတယ်နောက်အားတဲ့အခါပြည့်ရည်လေးကြောင့်ညီညီမျိုးထပ်ဆောင်ကြမယ်နော်ဒီနေ့တော့ဒီလောက်ပဲပေါ့ကျေးဇူးနေတဲ့ဓမ္မမိတ်ဆွေတွေလည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘုဟုသုတတစ်ခုခုရနိုင်မယ်လို့ညွှန်လင်းပါတယ်အားလုံးတည်ပြီးတက်ပြီးသားပုဂ္ဂိုလ်တွေအတွက်တော့ကျွန်တော်တို့ဗီဒီယိုလေးကိုမလို့အရင်ကြော်သားလို့လေ့လာပါရနော်အဲမတည်သေးတဲ့ပုဂ္ဂိုလ်တွေအတွက်ဟိုတစုံတရာတစ်ခုခုတော့ကျေးဇူးပြုနိုင်မယ်လို့ညွှန်လင်းပါတယ်နော်အားလုံးဓမ္မဒါနပြုပါတယ် 削ってます。てないて。崩